အလုပ်ပဲမင်္ဂလာပါဒီနေ့ကတော့ April 2ရက်သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ပြည်တော်မှာလည်းတော်တော်ကိုမင်္ဂလာတန်ကိုခံရတယ်နော်ဆိုတော့အဲ့ဒီမှာတော်တော်ကိုပြည့်စုံဆုံးရှုံးမှုတွေလို့အသေးပြောက်တွေလည်းတော်တော်ရှိတယ်နော်တော်တော်ရှိတယ်အဲ့ဒီထက်မှမှကျွန်တော်တို့နေပြည်တော်မှာရှိတဲ့မြမမိယထအင်ယာဟာဆိုလို့ရှိရင်အဲ့ဒီမှာပြိုကျတယ်အဲ့ဒီမှာ non cdm လို့ခေါ်တဲ့ဒီမိယထဝန်ထမ်းတွေ cdm မလုပ်တဲ့ဝန်ထမ်းတွေဟာဆိုလို့ရှိရင်အဲ့ဒီမှာအများစုဖြစ်နေတယ်1600ကျော်ဟာဆိုလို့ရှိရင် ုံးဝစကားဆရဲ့အကူအညီဟာဆိုလို့ရှိရင်မရရှိပဲနဲ့ဒီလူတွေဟာဆိုလို့ရှိရင်တော်တော်ဒုက္ခတိရောက်နေတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့သူ့လူတွေကိုတောင်းမခင်မဆိုင်နိုင်ဘူးဆိုလို့ရှိရင်တော့တခြားပြည်သူတွေတော့ဝေးကြီးပဲငါပြည်သူလူထုကိုတတ်ဖို့လက်နက်ပေါင်းမြောက်များစွာတော့သူ့မှာရှိတယ်နော်ပြည်သူလူထုကိုကယ်ဖို့တော့ဘာမှမရှိဘူးဒီပစ္စည်းကိရိယာတွေနော်သူ့မှာဆက်ရန်တရားတွေဆိုတော့ဘာမှမရှိဘူးနော်ပြည်သူလူထုကိုတတ်ဖို့ကတော့အပြည့်အဝရှိတယ်သူ့မှာလျံပြန်ပြီးတော့ကောင်စားတွေနော်ဒီမှာသူ့ရဲ့ budget တွေက နော်တကယ်အများဆုံးနိုင်ငံတော်အသုံးစရိတ်ဘတ်ဂျက်မှာဆိုလို့ရှိရင်ဒီစစ်30ကအများဆုံးကိုလုပ်ပြီးတော့သုံးထားတယ်ဒါပေမဲ့ဒီလိုကေဆေးရဲတော့ဘာလို့ကြားလို့ရှိရင်တော့နိမ့်နိမ့်ပပပဲအစွန်ဖျားလဲပဲအခုကြတော့နော်ပြည်သူလူထုတွေကိုတော်တော်ဒုက္ခရောက်တဲ့ခါကြတော့အဲ့ဒီမှာအချိန်မီမပေးနိုင်ဘူးနော်နိုင်ငံတကာကနေပြီးတော့နော်အလှူတွေတောင်းနေရတယ်နော်အလှူတွေတောင်းတဲ့ခါကျတော့အခုကနိုင်ငံတကာကနေပြီးတော့အရင်တို့ကမအလောက်ကိုဘယ်သူမှမဆက်ဆံတဲ့ဟာကိုအခုကတော့အကုန်လုံးစင်ပေါ်ရောက်သွားတယ်ဘာလို့လဲဆိုတော့သူ့ကိုနေပြီးတော့အကုန်လုံးနိုင်ငံတကာကဆက်ဆံရတဲ့အခြေအနေမျိုးမှာရောက်သွားတယ်ဆိုတော့ အဲ့ဒီမှာအစိုးထက်အကောင့်သူကတော့အမြင့်တန်းဒီလိုမျိုးဖြစ်တတ်တယ်နော်နာကေတုံကလည်းဒီလိုပဲနော်အဲ့လိုမျိုး credit တွေယူတယ်ဘဝပိတ္တတွေခုခုဖြစ်ပြီဆိုလို့ရှိရင်တော့သူကတော့အမှတ်ရလည်းရှိတယ်ဆိုတော့အခုလည်းနိုင်ငံတကာကအာလုံသူ့ကိုဝိုင်းပြီးတော့နော်အဲ့ဒီမှာအခွင့်တောင်းရတဲ့အဆင့်ကိုရောက်သွားတယ်ဆိုတော့တော်တော်မျက်နှာပွင့်သွားတယ်အခုမြင်ကလေးလောက်တာနော်ပြည်သူလူထုတွေဘလောက်ပဲတည်တည်သူကတော့မျက်နှာရတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ် နောက်တစ်ခုကမန္တလေးမိထီလာတက်နေမှာဆိုလို့ရှိရင်တော့ဒီမင်္ဂလယံဒဏ်ကြောင့်တက်မတော်အမှတ်တက်နော်အဲ့ဒီမှာအကြီးစားဆက်ယုံလို့ဘာလို့ပြိုးတယ်အဲ့ဒီမှာသေးတယ်ဆိုတော့အဲ့ဒီမိထီလာတက်နေမှာဆိုလို့ရှိရင်တော့စက္ကဆာအယောက်ပေါင်း20သေးတယ်မင်္ဂလယံဒဏ်ကြောင့်နော်အဲ့ဒီမှာမြေအောက်တွေမှာပြိပြီးတော့နော်စက္ကဆာအယောက်ပေါင်း20ကျော်သေးတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဆိုတော့မအလကိုတိုင်းလည်းအဲ့လိုမျိုးမင်္ဂလယံထုတ်တဲ့ခါကျတော့သူကစာအုပ်တွေဖတ်နေတယ်နော်စာအုပ်ဖတ်ပြီးတော့အဲ့ဒီမှာမင်္ဂလယံထုတ်တဲ့ခါကျတော့အဲ့ဒီခုံအောက်မှာစပွဲခုံအောက်မှာခိုးပြီးတော့ဝင်ပြီးတော့ နော်ပုံနေရတယ်ဆိုတဲ့ဟာကိုလည်းနော်သူကိုယ်တိုင်ပြောပြထားတဲ့ဗီဒီယိုဖိုင်လေးကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ဘာလာပြည့်ရက်လိုက်တဲ့တည်င်းပဲဖြစ်တယ်။အဲ့ဒါက April 2ရက်ကနေပြီးတော့ April 22ရက်အထိရက်ပေါင်း20အထိကိုရရပြည့်ခတ်ရက်စေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကြေညာလာကိုတွေ့ရတယ်။ UNG ကတော့မက်လာ30ရက်ကနေပြီးတော့ April 12ရက်အထိကိုအပြည့်ရက်တည်းလို့ကျွန်တော်တို့တွေ့ရတယ်။ညီနောင်၃ဖွဲ့ရတော့ 3လနော်3လလို့ဖော်ပြထားတာကိုတွေ့ရတယ်တချို့မီဒီယာတွေမှာကျတော့တလလို့ကျွန်တော်တို့သုံးထားတာကိုတွေ့ရတယ်တလဆိုတဲ့ဟာကတော့ပို့ပြီးတော့ဖြစ်နေချင်များတယ်ဘာဖြစ်လို့ဆိုတော့စကားစတော်မှ20နဲ့2ရက်ပဲပြခရစေတယ်နော်အဲ့ဒီနေရာမှာတချို့နေရာတွေမှာဆိုလို့ရှိရင်တော့ပုံးလေကြီးကြီးလိုက်ကျဲတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီညင်အောင်သုံးဖွဲ့ရတော့3လကတော့ကျွန်တော်တို့ဖြစ်နိုင်ချင်နေပြီးတော့နော်တလကတော့ဖြစ်နိုင်ချေအများဆုံးဖြစ်တဲ့ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်တတိမီဒီယာနှစ်ခုမှကျွန်တော်တို့မျိုးတွေ့ရတယ် 2မျိုးက3လ2မျိုးက1လဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ကျွန်တော်ရခက်မှတ်ချက်ကတော့ ဒလဆိုတာကိုပို့ပြီးတော့ဖြစ်နေချင်များတယ်လို့ပဲကျွန်တော်ကသုံးသပ်ချင်တယ်။ဘာဖြစ်ဆိုတော့အမအလာကရက်ပေါင်း20ပဲကျွန်တော်တို့အပြစ်ခရက်ဆေးတာကိုတွေ့ရတယ်။ဒီ NUG ကတော့နှစ်ပတ်နော်နှစ်ပတ်အပြစ်ခရက်ဆေးတာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့အဲ့ဒီအချက်တွေကိုမူတည်ပြီးတော့ပြန်ပြီးတော့စဉ်းစားကြည့်တဲ့အခါကျတော့ကျွန်တော်တို့ဒလဖြစ်နိုင်တယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်။ပထမတော့မအလာတော့ဒီညင်အောင်သုံးဖွဲ့ပါအဝင်နော် EAO တွေကနေပြီးတော့အပြစ်ခရက်ဆေးဖို့အတွက်သူတို့တောင်းဆိုတယ်ဒါပေမဲ့ ဒီမာလာကအကူရဲကိုဆက်လိုက်ပြီးတော့လုတ်သွားမယ်ဆိုတာအတိပြတော့နော်စစ်ပွဲတွေကိုဆက်လိုက်ပြီးတော့လုတ်မယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီကုလသမဂ္ဂကလည်းသူတို့ကပြစ်ခတ်ရစေဖို့သူတို့ကတောင်းဆိုထားတာရှိတယ်စင်ကာပူကလည်းတောင်းဆိုထားတာရှိတယ်နိုင်ငံတီးတီးကဒီလို့တကယ်မင်္ဂလန်တန်ကိုအကြီးကျယ်ခံရတဲ့အချိန်မှာဒီစစ်ပွဲတွေကိုပြစ်ခတ်ရစေဖို့ဆိုပြီးတော့နိုင်ငံတကာကတောင်းဆိုထားတာလည်းရှိတော့နော်အဲ့ဒါကိုနေပြီးတော့သူကပြစ်ခတ်ရစေတာဖြစ်တယ်ဆိုတော့မာလာကတော့တကြံကိုနော်သူတို့ ဆက်ပြီးတော့ကျင်းပမယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဒီထုတ်ပြန်တာကိုတွေ့ရတယ်။နော်ဒီဖက်ကညီနောင်သုံးခွဲကတော့သူတို့ဒီတကြံကိုလုံးဝလုံးဝမဟုတ်ဘူးဆိုတဲ့ဟာကိုတော့သူတို့ထုတ်ပြန်တယ်။ဆိုတော့မလာတော့ပြည့်ချီစိတ်ပြောင်းလဲတော့မသိဘူး။တကြံကိုတော့တကြံပွဲကိုမဖြစ်ဖြစ်သူတို့လုံးမယ်ဆိုတဲ့ဟာကိုတော့ဆက်လိုက်ပြီးတော့တွေ့နေတော့မယ်ဖြစ်တယ်။နောက်တစ်ခုကဒနင်းတာရင်မြို့မှာဆိုလို့ရှိရင်စက္ကဆိုင်ရဲ့ရိခါပေါ်တဲ့ရင်တန်းကိုနေပြီးတော့ဒီဖက်ကနေပြီးတော့တိုက်ခိုက်တယ်။တိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီမှာငါးဦးသေဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။အဲ့ဒါကမြင်းကလေးနဲ့ဝေးတဲ့နေရာတွေဖြစ်တယ်။မြင်းကလေးမလှုပ်တဲ့နေရာတွေဖြစ်တယ်။နောက်တစ်ခုကဂရနင်ပြင်းနေမှာ ာဆိုလို့ရှိရင်လည်းအဲ့ဒီမှာတက်ပေါင်းစုတဲ့သူတို့ဖွဲ့ထားတယ်အဲ့ဒီဘောလခဲတို့ဖားဆောင်တို့အဲ့ဒီနေရာမှာရှိတဲ့စက္ကဆရဲ့ကာကင်းနော်ကာကင်းတွေကိုနေပြီးတော့ဒီတော်လိုင်းရဲ့ဖွဲ့တွေကစူပေါင်ဖွဲ့တွေကနေပြီးတော့တိုက်တယ်နော်တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာစက္ကဘင်စခန်းတို့ကလည်းအများစုတင်လို့ရတယ်အယောက်ပေါင်60ကျော်သေးတယ်နော်အယောက်ပေါင်60ကျော်သေးတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကတင်းသားကြီးနော်တင်းသားကြီးဘလုံးမျိုးနေမှာဆိုလို့ရှိရင်တော့အမှတ်ရှိပြည်ထောင်စုလမ်းမပေါ်မှာဆိုလို့ရှိရင်ရက်သားဟန်ဆောင်ပြီးတော့နော်ခီထွက်တယ်အဲ့ဒီမှာမြိတ်မြို့ခလာရ တရားနဲ့တုံးကနေပြီးတော့ရရင်တိုင်ရင်မုံဘုံမုံသိမ့်ထိုက်ဆိုတဲ့လူကနေပြီးတော့အဲ့လိုမျိုးသွားတယ်။သွားတဲ့ခါကျတော့ဒီဖခင်လူတွေကစင်ရင်အတီးကြရတဲ့တတင်းအတီးကြရတဲ့ခါကျတော့အဲ့ဒီမှာဝင်ပြီးတော့ဖမ်းတယ်။ဖမ်းတဲ့ခါကျတော့အရှင်မိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့အဲ့ဒီတတင်းကိုတွေ့ရတယ်။နောက်တစ်ခုကကျွန်တော်တို့ရှမ်းမြောက်ရှမ်းမြောက်မှာဆိုလို့ရှိရင်တော့ညောင်ချိုဒီအုံတီရွာနဲ့အနီးမှာဆိုလို့ရှိရင်ကြက်ချင်းတွေဖွဲ့အဲ့ဒါကမြင်းကလင်းလောက်တဲ့လူတွေစီကိုမြင်းကလန်တောင်ကိုခံရတဲ့ပြည်သူလူထုတွေကိုနော်အဲ့ဒီမှာ ကူညီဖို့အတွက်တရုတ်ကပိုးပေးလိုက်တဲ့ချက်ချင်းတွေအသင်းနော်ချက်ချင်းတွေအသင်းကနေပြီးတော့ပစ္စည်းပစ္စည်းတွေနဲ့ကာကိုးစီအဲ့ဒီရင်တန်းကနေပြီးတော့ဒီဖက်မှာနောင်ချိုဒီအုံတီရွာဒီမှာရောက်တဲ့ခါကျတော့အဲ့ဒီမှာစကဆာကအဲ့ဒီမှာပြစ်ခတ်ရော နော်ပြစ်ခတ်တဲ့ခါကျတော့ဒီဖက်က TNLA ကနေပြီးတော့ထုတ်ပြန်တဲ့ပထမဆုံးဒါကစကစကတရုတ်ရဲ့တက်ချင်နေရင်နန်းကုန်နေပြီးတော့ပြစ်ခတ်တယ်ဆိုပြီးမှထုတ်ပြန်လိုက်တယ်ထုတ်ပြန်လိုက်တဲ့တင်းကတော်တော်ကိုဟိုလင်းကျော်ဖြစ်သွားတယ်ဖြစ်သွားတဲ့ခါကျတော့နော်အခုကတော့မအလာဖက်ကအကြကြာကနေပြီးတော့ဝန်ခံတယ်သူတို့ဟာကိုပြစ်ခတ်လိုက်ရတဲ့အကြောင်းရင်းကသူတို့နဲ့မဆက်သွေပဲနော်သူတို့ကဝင်လာတာဖြစ်တဲ့စသည်ဖြင့်နော်အဲ့ဒါကိုအကြောင်းပြုပြီးတော့သူတို့ကိုပြစ်ခတ်တယ်ဆိုတော့တရုတ်ကတော့တော်တော်ဒေါခံသွားတယ်နော်တော်တော်ကိုသူတို့ပြင်းပြင်းထန်ထန် ဒီကြက်ချင်တဲ့အသင်းတွေကိုနေပြီးတော့ကာကွယ်ပေးရမယ်ဆိုပြီးတော့မအလောက်ကုန်နော်အဲ့လိုမျိုးဆော်ထည့်လိုက်တဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်နော်ဒီကြက်ချင်ရဲ့အသင်းတွေကိုနော်စေတနာဝန်ထမ်းတွေနော်တကယ်ကူညီပို့သွားတဲ့ဟာကိုနေပြီးတော့စက္ကစကိုတိုင်ကနေပြီးတော့ပြစ်ခတ်တဲ့အတွက်ကြောင့်နော်အဲ့ဒါကိုနော်သူတို့ရဲ့လုံခြုံမှုတွေကိုအပြည့်အဝနော်ယူပြရမယ်အခုတက်ခိုက်မှုကိုလည်းရှုတ်ချတယ်ဆိုပြီးမှဒေါကန်နာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒီဟာကိုပထမတော့အဲ့ဒီဖက်ကသူရဲ့ဘောမဖက်ကလူတွေကတော့ ဒီတရုတ်ရဲ့ချက်ချင်းတွေအတင်းတွေကို PDF တွေကနေပြီးတော့တိုက်ပါတယ်ပါတယ်ညာတယ်အဲ့လိုမျိုးသူတို့ပြောသေးတယ်เนาะအခုစကစကနေပြီးတော့အချာချာကဝန်ခံလိုက်ပြီเนาะဝန်ခံလိုက်ပြီအဲ့ဒါကသူတို့တိုက်ပါတယ်ဆိုတဲ့ဟာကိုအဒီဗီဒီယိုဖိုင်ကိုလည်းကျွန်တော်ရဲ့ဒီ channel မှာနေပြီးတော့ကျွန်တော်တင်ထားပေးတယ်ဒီ channel မှာတစ်ခါတလေကြားလို့ချက်ကျွန်တော်တင်တဲ့ခါကျတော့เนาะဗီဒီယိုကိုကျွန်တော်က private နဲ့တင်ထားမိတယ်ဘာဖြစ်ဆိုတော့ဒီအခုသူ့ရအကောင့်မှာကျွန်တော်တားရအကောင့်ဖြစ်နေတယ်သူကအတန်းငယ်တော့ဒီ YouTube ကသူကခွင့်မပြုဘူးเนาะခွင့်မပြုတဲ့ခါကျတော့ private အနေနဲ့ပဲ လက်ခံတယ်ဆိုတော့ကျွန်တော်ဗီဒီယိုတင်တိုင်းတင်တိုင်းက အဲ့ဒါကိုမေ့နေတယ်เนาะအဲ့ဒါကို public ကိုနေပြီးတော့ပြောမဖို့အတွက်မေ့မေ့နေတဲ့ခါကျတော့ကျွန်တော်တင်ထားပြီးပြီဒါပေမဲ့မေ့သွားတယ်เนาะပြင်းသွားတယ်ဆိုတော့အဲ့ဒါကိုမဖွင့်ပြနေထားတဲ့ခါကျတော့ private အနေနဲ့ရှိတာကိုလည်းကျွန်တော်ဗီဒီယိုတစ်ခုတစ်ခုကိုမျက်နဲ့တွေ့နေရတယ်ဆိုတော့ခဏခဏမေ့တယ်เนาะအဲ့လိုမျိုးတော့တစ်ခါတလေဖြစ်တတ်တယ်ဆိုတော့အဲ့ဒီကျွန်တော်ရဲ့ဒီ channel မှာ follow ရှိတဲ့ခါတလေမတွေ့တာတို့လည်းရှိနိုင်တယ်เนาะရှိနိုင်တယ်ကျွန်တော်ပြောတဲ့ဒီ video တွေကိုเนาะဆိုတော့အဲ့ဒါက private လုပ်ထားမိလို့ဖြစ်တယ်အဲ့ဒါကိုပြန်ဖွင့်တဲ့ခါကျမှပဲပြန်ဖွင့်နေဆိုတဲ့ဟာတော့ကျွန်တော်အတိပေးခြင်းနဲ့ဆိုတော့အဲ့ဒီ channel မှာတင်ထားပေးတယ်အဲ့ဒီမှာ follow ကြည့်လို့ရတယ်เนาะ နောက်တစ်ခုကနေဖို့ဒီနိုင်ငံတကာကနေပြီးတော့နော်လူမှုကေဆေရဲ့အဖွဲ့တွေကိုနေပြီးတော့ကျွန်တော်တို့လှုပ်တယ်လှုပ်ပြီးတော့ကေဆေကြတယ်ပစ္စည်းပစ္စည်းရတယ်၊ကုညင်ရတယ်၊ပတ်စံတက်နိုင်တယ်လို့ပတ်စံကုညင်ရတယ်။အဲစသဖြင့်နော်အဲ့ဒီမှာဆိုလို့ရှိရင်နိုင်ငံပေါင်း15နိုင်ငံနော်15နိုင်ငံကကျွန်တော်တို့တရုတ်၊ရုရှား၊အိန္ဒိယ၊ထိုင်း၊စင်ကာပူ၊မလေး၊ဘင်္ဂလားဒေ့ရှ်၊ဗီယက်နမ်၊ UK ၊လာအို၊ဗီယက်နမ်၊ UAE လာအိုရဲ့နောက်တစ်ခုကဘယ်လိုရိုရဲ့အင်ဒိုနီးရှားရဲ့ဘူတန်ရဲ့ဖိလစ်ပိုင်ရဲ့ဂျပန်ရဲ့စသဖြင့်ဒီနိုင်ငံတို့ဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကိုလာပြီးတော့လူကိုယ်တိုင်ဖြစ်စေအဲ့ဒီမှာကျွန်တော်တို့ဒီပက်ဆန်တွေဖြစ်စေနော်ထောက်ပံ့တဲ့အကူအညီတွေနော်အဲ့ဒီမှာပြည့်စုံတဲ့ဘလောက်ထိနော်တန်ချိန်ပေါင်း800ကျော်နော်လေယံပြင်ဟာဆိုလို့ရှိရင်ဈေးနဲ့300 90နဲ့30ရောက်လာတယ်အဲ့ဒီမှာတန်ချိန်ပေါင်းပါဆိုလို့ရှိရင်ပစ္စည်းတန်ချိန်ပေါင်းပါဆိုလို့ရှိရင်800ကျော်နော်တန်ချိန်ပေါင်း800ကျော်ဝင်ပြီးတော့အကူအညီအမှားစားပစ္စည်းတွေနော်ရောက်ရှိပြီးတော့ကူညီနေတယ်ပြီးလို့ရှိရင်တော့လူမှုကိစ္စရဲ့အခုနောက်ကအဖွဲ့တွေပေါ့နော်ကိစ္စရဲ့အဖွဲ့တွေ1519ရောက်လာပြီးတော့ဒီမြန်မာနိုင်ငံမှာကူညီတဲ့ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့မအားလားဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာပြုလုပ်မဲ့အခုဒီ April 3ရက်နေ့ပြီးတော့4ရက်နေ့မှာပြုလုပ်မဲ့ 6ကြိမ်မြောက် BIMSTEC နော်ထိပ်သီးအစည်းအဝေးကိုနေပြီးတော့အဲ့ဒီမှာကျင်းပဖို့ရှိတယ်ဆိုတော့အဲ့ဒါမှာထိုင်းနိုင်ငံကနေပြီးတော့ဖိတ်ခေါ်တယ်ဆိုတော့ ထိုင်းနိုင်ငံကကြီးမှုပြီးတော့ဖိတ်ခေါ်တဲ့အတွက်ကြောင့်ဒီထိုင်းရဲ့ဒီဝန်ကြီးချုပ်ပေတူတန်ဟာဆိုလို့ရှိရင်လည်းတော်တော်ကိုအဝေဖန်ခံရတဲ့ဟာပေါ့လေကျွန်တော်တို့တွေ့ရတယ်တချို့နေရာတွေမှာခြားတော့အဲ့ဒီဟာဆိုလို့ရှိရင်ထိုင်းဝန်ကြီးချုပ်ကမအလားကိုတက်ခွင့်မပေးတာတို့ဘာတို့အဲ့လိုမျိုးပြောထားတာတော့ရှိတယ်ဒါပေမဲ့သတင်းကြီးမှာတော့ဒီနေ့လက်ခံတဲ့ဆိုတော့သူ့ကိုဖိတ်ခေါ်တဲ့6ကြီးမြောက်ဧပြီလ3ရက်နေ့4ရက်နေ့အထိဒီမှာမြန်မာနိုင်ငံမှာတကယ့် နော်တောင်မုံရပုံတိတ်နေတဲ့အချိန်မှာမလာအဲ့ဒီမှာသွားပြီးတော့နော်ကျွန်တော်တို့အစီဝတ်တက်ဖို့အချိန်ရှိတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တိတိနေရမှာတွေ့ရတယ်။နောက်တစ်ခုကရန်ကုန်မှာဆိုလို့ရှိရင်လည်းဒီနေ့နော်မြင်းကလေးလှုပ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့ဒါကဖြာပုံနော်ဖြာပုံမှာဆိုလို့ရှိရင်86ကီလိုမီတာအကွာမှာဆိုလို့ရှိရင်ဘဟုပြူပြီးတော့အဲ့ဒီမှာပြင်းအားငါအဆင့်ရှိတဲ့မြင်းကလေးကိုလှုပ်ခတ်နေတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်။အဲ့ဒါက breaking news အနေနဲ့ဆိုတော့ကျွန်တော်တို့ပထမလှုပ်တဲ့ဟာကနေပြည်တော်တို့မန္တလေးတို့စကိုင်းတို့အဓိက ထားပြီးတော့သူတို့ထုတ်တာဖြစ်တယ်ဆိုတော့ခုကရန်ကုန်မှာเนาะရန်ကုန်ဖျာပုံမြို့နဲ့86ကီလိုမီတာအကွာမှာမဟုတ်ပြုပြီးတော့ခုပြင်းအားငါအဆင်ရှိတဲ့မင်္ဂလင်ကိုလှုပ်တယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တင်းမီဒီယာတွေမှာ breaking news အနေနဲ့ကျွန်တော်တို့ဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ April လ2ရက်နေ့မှာတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က subscribe ကိုနေခါကိုနေပေးချပါပဲကျွန်တော်ဒီ